Hello Kiss Fu Show မှာကြိုဆိုပါရစေ။ဒီနေ့ငရုတ်တင်းပြေစာတုတ်ရင်းလေးဖြတ်စာကြမယ်နော်။အရှင်ဆုံးငရုတ်ဘွားတော်လေးတွေကိုအလဲရနေပြီးတော့နှစ်ချက်ခွဲထားလိုက်ပါမယ်။ပြီးရင်တော့ရတာနေထားတဲ့ငဖယ်လေးတွေကိုငရုတ်ဘွားတော်လေးတွေအားလုံးနဲ့ကိုအစားထုတ်ပေးလိုက်ပါမယ်။ မြေပေါ်အစာတုပ်ခင်းလေးကို အနှစ်မများလေးနဲ့စားကျင်လာကြောင်းချက်သွန်ဒီချက်သွန်ပြူချင်းလေးတွေကို များများချိန်ပြီးရောစီသက်ပေးလိုက်ပါမယ်။စီသက်တာလေးတွေနွမ်းပြီးရောပွေးလာပြီဆိုလို့ရှိရင်တော့သနွေးနဲ့ကြောင်တင်မှုလေးတွေကိုထည့်ပါမယ်။အရသာအတွက်တော့ချက်သားမှုနဲ့ငံပြားရည်နဲ့ငယ်ကိုလည်းတစ်ခါလေးထည့်ထားပါမယ်။ ြီးရင်တော့အစာတုတ်ထားတဲ့မျိုးပွားတောင်လေးတွေကိုအေးနှစ်ထဲထည့်ပြီးတော့လုံးချက်ပေးပါမယ်။မျိုးပွားတောင်လေးတွေဣပြီးတော့ငဖယ်လေးတွေလည်းချက်သွားစေဖို့ရေနှင်းငယ်ထည့်ပြီးတော့10မိနစ်ခန့်နှက်ထားပေးပါမယ်10မိနစ်လောက်နှက်ထားပေးလိုက်ပြီဆိုလို့ရှိရင်တော့အရသာရှိလာတဲ့မျိုးပွားငဖယ်အစာတုံ့ပြန်လေးကိုရရှိပါပြီ နောက်လည်းအခုလိုမျိုးဟင်းချက်ဗီဒီယိုလေးတွေကိုတင်သွားပေးမှာဖြစ်လို့ Facebook ရှုကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်။ Bye bye ။